ောင်းတူတာလည်းကြပါအားပြအားအခန်းမြန်မာ news channel လေးကနေနေ့ထီစွာပြန်လေးကြည့်ဆွလိုက်ပါတယ်အိန္ဒိယခြေစိတ်သတင်းဌာနတစ်ခုဖြစ်တဲ့ NGTV ရုပ်သံသတင်းဌာနကတင်ဆက်ထားတဲ့အောက်ခရက်တို့အတွက်အရေးကြီးတဲ့သတင်းဗီဒီယိုကလေးလေးနှစ်ခုကိုပါပါပြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဗီဒီယိုလေးကတော့အစိုးရသတင်းဌာနကအေဟာစစ်တကောင်အထိထမှန်ရှိတဲ့သင်ပိတ်မလားဆိုတဲ့သုံးသပ်တင်ပြထားတဲ့ဗီဒီယိုဖြစ်ပါတယ်ဒုတိယဗီဒီယိုလေးကတော့ပင်ဂလာ ဒစ်ဒုက္ခတိစခန်းတွေမှာဝစနေစစ်တွေ့ကြအဖွဲ့စစ်တပ်ဖွဲ့အထိလှုပ်ရှားနေတယ်ဆိုပြီးဖော်ပြလိုက်တဲ့သတင်းဖြစ်ပါတယ် အဆုံးထိကျေရှုနောက်ဆက်ပြေးကြပါအောင်ခင်ဗျာဒီတဲ့ဗီဒီယိုလေးကတော့2024ခုနှစ်ကဘင်္ဂလားဒေ့ရှ်၊ရခိုင်နေဆက်မြို့ဖြစ်တဲ့မောင်တုံးမြို့ပေါ်အေကတက်ခိတ်သိမ့်ပိတ်ခင်းဝင်တဲ့ပတ်သက်ပြီးအိန္ဒိယသတင်းဌာနတကူကဖော်ပြခဲ့တဲ့သတင်းပါသတင်းထိမှာတော့အေဟာဘင်္ဂလားဒေ့ရှ်နေဆက်တခြားမှာရှိတဲ့မဟာပြူဟာကျတဲ့ BGB စခန်း၅ခုအပါအဝင်အဓိကကျတဲ့စခန်းတွေကိုပါ ထိမ့်ချုပ်လိုက်တယ်လို့ထည့်သွင်းဖော်ပြသွားပါတယ်။ပြီးတော့ဒါဟာအရေးကြီးတဲ့သတင်းစကားဖြစ်တယ်ဆိုပြီးတော့လေဖော်ပြပါတယ်။ဒီဖန်သားပြင်ပုံမှာမြင်နေရတဲ့ရင်ခွင်းလေးမှာဆိုလို့ရှိရင်တော့ဒီနေ့ဆက်ရဲ့အထက်ပြေကပါလေအခုချိန်မှာပေါ်လာတဲ့အရေးကြီးတဲ့မေးခွန်းတစ်ခုကတော့အေဟာဘင်္ဂလားဒေ့ရှ်အတွင်းကိုထပ်မံရှိတယ်မလား အထူးသဖြင့်အရေးပါတဲ့စက္ကန့်မျိုးတစ်ခုဖြစ်တဲ့စစ်တကောင်းကိုပြတ်မှတ်ထားလာမလားဆိုတာပဲဖြစ်ပါလေဆိုပြီးတော့ထစ်ပြိုသွားတာဖြစ်ပါလေတဟားအရေးအနေနဲ့ဘင်္ဂလားဒေ့ရှ်ပြည်ချမ်းကိုကျူးကျော်လာနေတယ်ဆိုတဲ့တန်တရားကိုဘင်္ဂလားဒေ့ရှ်အစိုးရတော် message အမှားပေးလိုက်တာလို့လေဆိုနိုင်ပါတယ်စစ်တကောင်းဟာအိန္ဒိယအတွက်လေအရေးပါတဲ့ဒေသဖြစ်တဲ့အတွက်စိုးရိမ်တဲ့ပုံစံတင်ပြသွားတာပါဒီလိုအခြေအနေတွေဖြစ်လာရင်ရေရှည်တင်မြင့်နေတဲ့ဘာပိုင်းနဲ့လူမျိုးရေးတင်းမာမှုကိုလှုပ်ခတ်စေနိုင်တယ်လို့လေ ကြိုပြသွားတာဖြစ်ပါတယ်စစ်တကောင်ဒေတာမှာမတည်ငြိမ်မှုတွေဖြစ်လာနိုင်ကြောင်းပြောသွားတာလေးပါပါတယ်ဒီသတင်းတင်ပြမှုကအရခတက်တို့ AA အပေါ်မှာမြုံချီမှုတွေကိုဖော်ပြလိုက်တာဖြစ်ပါတယ် AA အနေနဲ့မွတ်စလင်တွေကိုဖိနှိပ်မှုတွေပုံလောက်လာနိုင်တယ်ဆိုတော့ထင်မြင်ချက်ကိုအခြေခံထားတာလေးတွေ့ရပါတယ် ီဖော်ပြမှုကိုကြည့်ရင်အာရခတတ္တအေအတွက်မလိုလောအပ်တဲ့ဖော်ပြမှုတွေပါဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။နောက်ထပ်အာရခတတ္တအေအတွက်အရေးကြီးတဲ့သတင်းဗီဒီယိုလေးတစ်ခုဆက်ကြည့်ကြရအောင်ပါ။ဒီမနက်ငယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပိတ်ချထားတဲ့168မိတ်ရှိတဲ့နေဆက်ကိုထုတ်ပြန်ချက်တစ်ခုအရဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ရိုဟင်ဂျာဒုက္ခသည်စခန်းကစစ်စစ်ကြွအဖွဲ့စစ်တပ်ဖွဲ့အထိလှုပ်ရှားနေတယ်လို့ပြောဆိုမှုတွေရှိနေပါတယ်။ဒီစစ်စစ်ကြွအဖွဲ့စစ်တပ်ဖွဲ့ဟာတခြားလူမျိုးစုတွေကိုတပ်ဖြတ်ခြင်း မတိုင်းကျင်ချင်းပြန်ပေးဆွေးခြင်းနဲ့ညှိပန်းနှိစင်မှုတွေကိုပြုလုပ်နေကြပြီးအဲ့ဒီဒေသမှာအယ်ခိုင်ဒါနဲ့ဂျာမက်အစ္စလာမီတို့ရဲ့အဖွဲ့အစည်းရှိနေတယ်လို့ဆိုပါတယ်ကျန်တဲ့အပိုင်းမှာတော့အရက်ကဒေသမှာရှိတဲ့အိန္ဒိယအစိုးရရဲ့မဟာဗျူဟာကျတဲ့အကျိုးစီးပွားတွေအကြောင်းကိုထည့်သွင်းပြောဆထားတာဖြစ်ပါတယ်ဒီသတင်းဗီဒီယိုလေးမှာအတိအကပြောချင်တဲ့အချက်ကတော့အရက်ကတပ်တော်အေအတွက်အကြမ်းဖက်အန္တရာယ်ဖြစ်ပါတယ် အိန္ဒိယအစိုးရအနေနဲ့လည်းဒီရခိုင်ပြည်မှာရှိတဲ့၎င်းတို့ရဲ့စီမံကိန်းတွေဟာအထက်ကအရေးပါတဲ့မဟာဗျူဟာစီမံကိန်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့ရခိုင်အရေးကိစ္စကိုအထူးတလေအာရုံစိတ်နေတယ်လို့ဆိုရမှာပါရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်ကမွတ်စလင်အကြမ်းဖက်အဖွဲ့အစည်းတွေကိုကင်တွေဖြည့်ရှင်နေကိုဟာအာရခတ်တို့အတွက်ရောအိန္ဒိယဘင်္ဂလားဒေ့ရှ်အတွက်ပါကြီးမားတဲ့စိန်ခေါ်မှုတရက်ဖြစ်လာနေတာတော့အမှန်ပဲဖြစ်ပါတယ် အဆုံးဖြတ်ရေရှုံနာဆင်ပေးကြရတဲ့မိဖပြည်သူများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။အရောက်ခပြည်သူပြည်သားများနဲ့တကွာမြန်မာပြည်သူပြည်သားများအားလုံးဘေးကင်းကျန်းမာကြပါစေခင်ဗျာ။